ထိရောက်မှုရှိသလားနော်ထိရောက်မှုမရှိဘူးဆိုလို့ရှိလို့ရှိရင်ဖြေရှားပြီးတော့မကြေညာနဲ့နော်ဖြေရှားပြီးတော့ရှောက်ရမိတ်တွေမထုံနဲ့နော်ထုတ်သမျှအမိန်တိုင်းထုတ်သမျှအမိန်တိုင်းကအောက်လက်ငယ်သားကိုလှုပ်ရှားပွင့်ပေးလိုက်ရတဲ့ပုံစံဖြစ်နေဒီနိုင်ငံကြီးတိုင်းပိုင်းမှာလက်ရှိတော်နိုင်ငံကြီးကတော်အောင်ဆန်းစုတီကြောင့်လုံနေတယ်လို့ထင်တယ်တော်အောင်ဆန်းစုတီကြောင့်တော်နိုင်ငံကြီးတိုင်းကလည်း အလိုချရမီဝပီတူညကိုမော်မာများအလုံးမဲ့မြင်္ဂလာပါ news bit channel ကနေပြန်မှာကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ30ရက်နေ့ကျွန်တော်တောက်ချနေမှာပြိုင်မှာဆိုတော့နောက်ဆုံးကြတိရတဲ့တော်လန်တင်းထိုးတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အခါတိုင်းလိုပဲအရင်ဆုံးနေတဲ့တော်လန်တင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်းတို့အနေနဲ့ကတော့ အခုတိုင်းတောင်ဟုတ်ခဲမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကန်နယ်လီပွန်းတရီကန်နယ်မှာတိုက်ခိုက်ခဲ့လို့စစ်သား၁၀ဦးတေဆုံးပြီးခုနဦးဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တစ္ဆန်ရကတရဝင်းတရင်ထုတ်ပြန်ပါလိမ့်မယ်။လင်းတရီထားရတာရဲ့နေမီမတိငိန်သေးတာကြောင့် နေရာတိကျတော့ထုတ်ပြောလို့မရသေးပါဘူးဆိုပြီးမှ Canal တတိမြေကနေပြမပြောဆိုထားဖြစ်ပါတယ်။ Canyu ရဲ့ထုတ်ပြန်ချက်မှာဆိုတော့ Canyu တမဟာ6နေမြေမှာဆိုရင်စစ်တပ်ကကျူးကျော်တဆွဲထားတဲ့ Canal တစ်စခန်းကိုမေလ28ရက်နေ့ညနေ6နာရီအချိန် Canyu တမဟာ6ဦးဆောင်တဲ့ကရင်မျိုးသားလူမျိုးတပ်မတော် Canal ကရင်မျိုးသားကောက်ွယ်တပ်ဖွဲ့ ကန်ဒီယိုနဲ့ပြီးတော့ကောက်ရီတမတော် PDF တို့ကနေပြီးတော့ပြန်လဲတက်ခိုက်တင်ပိုက်ခဲ့တဲ့စပရမတရင်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်တကယ်တရင်ကောင်းလည်းပဲပေါ့နော်ဒီလိုမျိုးစကောင်စီတက်ဖို့မနေရတော့အခုဆိုရင်တောင်ပိုက်တဲမှာဆိုတော့အသေးပြောက်များနေတာပြီးတော့မှကျတို့ကရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေနဲ့ PDF တွေကနေပြီးတော့မှစကောင်စီတက်ဖို့မနေရဲ့စကားတွေကိုတခုပြီးတခုအခုဆိုရင်တင်ပိုက်ရရှိနေတာပဲဖြစ်ပါတယ်နောက်ထပ်တရင်တဲ့ဘိုးအနေနဲ့ကတော့ ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့ပြန်လည်တပ်ဖွဲ့ဖြစ်ပေါ်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့တပ်မစစ်တပ်ကနှိပြော်မှုတိုးနဲ့ဗိုလ်ကြီးတိုးတို့စနိုက်ပါကြီးထိမှန်တေဆုံသွားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တပ်မစစ်တပ်ကတထောင်နဲ့စစ်ခွန်စစ်စင်ရေးစကရဲကရခိုင်ကိုပို့ခံထားရတာပလေဝတ်တိုက်ပွဲတွေကရဲကအင်အားကဆုံးရှုံးပြီးနေပြီးရှေ့တန်းပြူဟာအဆင့်အစ်တဆွဲတဲ့နေရာတွေကိုလည်းအေအေကတည်ထိန်ထားပြီးပြီး ဗျူဟာမိုးနဲ့အင်အားထုံးတို့နေရာလောက်ပဲကြာမယ်ပေါ့အခုဗျူဟာမိုးကတော့စနိုက်ပါချီတီမန်တီရာမန်ဘာတဲ့စပရမရဟန်တရီမီကနေပြမပြောဆိုထားတာဖြစ်ပါတယ်မလာကျွန်းကတက်ဆုတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရာဆိုရင်ရွှေ OGT တရုတ်တဘောဝဒံဝေးစေယုံကိုကောက်ဝဲပြည်ပြုမှာတက်ဆွဲထားပြီးစေယုံနေတပ်ဖွဲ့တွေလည်းဖြစ်လာတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီအနေနဲ့ တိုတရတီရှိနေတယ်ပေါ့နော်ဒီလိုမျိုးသဘောဆစ်ရုံနီးနာမှာအကောက်ခွဲယူပြီးတော့မှ A ရဲ့ထိုးစစ်တွေကိုပြန်ပြီးတော့မှဟန်တားနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် A ရဲ့ sniper ဆာမီလို့အခုဆိုရင်သူတို့ရဲ့နှိပြော်မှုတွေနဲ့စခွေးဘူးကြီးတွေဆိုတော့မျိုးစာဖြစ်ပြောင်းလဲသွားတယ်ကိုလည်းကျွန်တော်နောက်ထပ်တရင်ကောင်းကြားတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ထိုင်းနယ်စပ်အနီးကရင်ပြည်နယ်မြောက်ရီခဲမြောက်ရီဝေါ်လီကာလန်ပေါ်က ။ရွှေရည်မြိုင်တပ်စခန်းကိုကန်ယူနဲ့ပွန်းတရိကနဲ့ပြမမေလ29ရက်နမနဲ့ပိုင်းမှာတင်းယူလိုက်တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဝေါ်လီဒေတာတွေမှာစစ်ဗျူဟာရအရေးပါတဲ့ဥကယထစခန်းကိုကန်ယူဦးဆောင်တဲ့ပူပေါင်းတရိကနဲ့ပြမ2022ခုနှစ်အတွင်းမှာပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့စခန်းကိုမသိမ်းနိုင်ခဲ့ဘူးလို့ကျွန်တော်သိရတာဖြစ်ပါတယ်။အဲ့ဒီစခန်းနဲ့တိုက်ပွဲနဲ့ဒီစကန်တပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့မစစ်ကောင်စီကဝရဖြန့်ရုပ်ရှင်ရေကူထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်ဒီမိနစ်မှာဆိုတော့ကျွန်တော် ဒီဥက္ကယထစခန်းရဲ့ကကင်းကိုကယ်ညူကနေပြီးတော့မှတင်လိုက်ပြီးတော့မှစခန်းတင်တဲ့ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့တွေထွပြေးသွားကြတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဝေါ်လီမြို့ဟာဆိုတော့စုကလီဝေါ်လီမြောက်ရီသုံးမြို့ပေါင်းပြီးတော့မှဖွဲ့စည်းထားတဲ့မြောက်ရီခရိုင်ထဲမှာပါရှိနေတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အခုဆိုရင်တော်လန်ရဲဘော်တွေကနေပြီးတော့မှတနင်္ဂနွေနေ့ထိစပ်နေတဲ့နေဆက်ကြောမှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုတင်ပရရှိနေတာဖြစ်ပြီးတော့မှမချခင်မှာတော့ဒီတဲ့ပို့ပြီးတော့မှကောင်းမွန်တဲ့တည်င်းတွေကျွန်တော်ဘက်ကနေပြီးတော့မှချက်ဖို့ရှိတာဖြစ်ပါတယ်။ ကြည့်ကြော်ဒီနေ့မှာပထမဆုံးအနေနဲ့ကြည့်မှာကတော့ကျွန်တော်ခုဆိုရင်တော်လိုင်းရဲ့ဘော်ဒီကနေပြထမစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတခုပြီးတခုအပြစ်သိမ်းနေတဲ့အချိန်မှာကြံရဲပေါ့နော်ကျွန်တော်ဒီတက်ဆင်ရပို့ကိုဖွဲ့စည်းတွေကနေပြထမစစ်ကောင်စီခေါင်းဆောင်တွေနဲ့သူတို့ဒီ Facia Nation စနစ်ကိုအမြင့်ဖြတ်ချေမှုန်းနိုင်ဖို့လွှတ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြထမပြောဆိုထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ရဲ့တုံ့တက်ပြောဆိုမှုလည်းကျွန်တော်စာချေလဲရအောင်နော်တမန်တရှောက်လုံးတိုင်းပြည်နယ်လူလူကိုအကြမ်းဖက်အနိုင်ကျင့် 有嘛？一条路下来呢，不是这一一刀米，蛮得妙；，刀刀蛮得妙，一米蛮得妙，偏西也木得收了。阿娘脑他帮鬼么？西西也木得收了。今天妈妈听到你那哦，得去乌马里表表话没？俺们西路是在国外西哇一路呢。他妈的，小南京的拉萨的，大逆的呀，啥道理不？国外的内地土要啥没有？蛮啥路没有？抢到最哇里的。 我们为了他，社会，我们大人们、爷爷、姑、奶奶、外公、外婆、孙、女、孙女、孙子、孙女、孙子，这些的，牛仔，他社会肯定，毛爷没有来，所以，这些的十步九跌，大人们、爷爷、爸爸、妈妈、叔叔、伯伯、都阿龙爷，是怀疑的多。人家们，他们比如六月，他们住到一个偏嘞，乡下部，阿们偏差一点嘛呀。 ဒီအမြင့်ဆက်လက်ရှင်တန်နေသည်မြကာလာပတ်လုံးစစ်တဟာကိုပိုင်ရှိပွားရေးနဲ့ကိုပိုင်ရုပ်မြင်တန်ကြားနဲ့ကိုပိုင်ဗန်နဲ့ကိုပိုင်ဥပဒေနဲ့ကိုပိုင်တရားစီရင်ပိုင်ခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့တိုင်းပြည်ထဲမှာအင်ဂျီထဲမှာအင်လေရှင်းပြီးအချိန်ပေါင်းမြောက်များစွာထပ်ပြီးအာနာသိမ့်နေကြအောင်မှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာသာပုံနေပြဲကြားနေပြဲလို့အာနာပြန်ရယူလေးတိုက်ပွဲမှာအာနာလေးပြန်ပေးလိုက်လို့အမေရိကန်နဲ့နဲ့တရေတများများပါသွားရင်တော့နောက်၅နှစ်မကြာဘူးစစ်တပ်ကပြန်အာနာသိမ့်အောင်မှာပါပဲ ဒါကြောင့်မို့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဟာအမြင့်ဖြတ်ကြမယ်လို့ကျွန်တော်ကအစွမ်းနာကတင်ပြခဲ့တဲ့အချက်တွေတွေကစီးပွားရေးတစ်ခုဖြစ်ပါတယ်စစ်တပ်ရဲ့စီးပွားရေးခရိုနီတွေစစ်တပ်နဲ့ပတ်သက်ပြီးတော့အခွင့်အူးကံရရှိနေတဲ့ခရိုနီအတိုင်းဝိုင်းတစ်ခုလုံးမှာစစ်တပ်ကတောက်တိုင်ကြီးတွေအဖြစ်ဝိုင်းရံထားတာဖြစ်တဲ့အတွက်ဒီခရိုနီတွေရဲ့စီးပွားရေးတွေအားလုံးကိုလည်းအမြင့်ဖြတ်ကြရမှာဖြစ်ပါတယ်နောက်တစ်ချက်လေယာဉ်ကြီးကိစ္စနဲ့ပြောကြည့်ရအောင် တိုင်းပြည်ထဲမှာစစ်တပ်ကတိုင်းပြည်တပ်ပိုင်းကြီးလုပ်ထားတဲ့လယ်သမားတွေအများပြည်သူလူတို့ရဲ့တိုင်းပြည်ပိုင်းမြေတွေပြည်သူပိုင်းမြေတွေကိုတိုင်းကိုထားတာတွေကိုမြေနံပြုတ်ပြင်ပြီးစနစ်ကျတဲ့နေရာစနစ်နဲ့ပြန်လေရှင်းတမ်းရမယ်တဲယူရတဲ့မြေတွေအကုန်လုံးတဲယူခွင့်ရယူခွင့်စစ်တပ်ခြံဝင်းတွေခတ်ခွင့်ဆိုရဲဒီမြေယာမတရားအပိုင်စီးမှုကြီးဦးလေအမြင်ဖြတ်ရပါလိမ့်မယ် 棉不需要油，木也需要油，UND, 嗯、我那错。说得好，洗锅下锅也需要油，你得锅也需要，棉也需要，油也需要，好，棉也需要，木也需要，那错呀。哪的错？他这个现代物越来越时髦，那个报纸一包钱啊，五里路不要嘞，那淘洗哪的五里下来，起码得看看哪个方便的。大家务那淘洗报纸一包钱啊，五里路，五里路嘛，三。 စစ်တပ်ယက်တီလက်ရှိဖက်စစ်တပ်ယက်တီရှင်တန်လို့ရတဲ့မူဝါဒစီမင်းစည်းကမ်းများအားလုံးကိုဖျက်သိမ်းရမှာဖြစ်ပါတယ်။အမိဖျက်တာပါဖြစ်ပါဒီမှာဆရာလူမြတ်ကျော်ပြောထားသလိုပဲကျောရုံနေပေါ့နော်စစ်ကောင်စီကိုဖြိုချဖြိုလဲတဲ့နေရာမှာအဆုံဆုံးထိအမြင့်ကန်းနေပြီးတော့မှဖြိုချတင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာ ဖြစ်ပါတယ်။နောက်ကွယ်ရနေပြီးတော့မှစစ်တပ်ကိုခုလိုမျိုးပံ့ပိုးကူညီနေကြတဲ့ခရိုနီနဲ့သူတို့ရဲ့စစ်ပွဲတဲ့တိုင်မှတမယဆိုတော့ကျွန်တော်တို့ဒီအယုံဆုံးနေတဲ့ရှင်းလင်းတင်တဲ့အုပ်စုတွေထဲမှာပေါနေတာပြမအရင်ခက်ဆစ်ဆစ်ကလေးကသူတို့အနေနဲ့တိုင်းပြည်ကနေပြီးတော့မှရက်တင်ထည့်တဲ့အကျိုးခံစားခွင့်အနေနဲ့စစ်ပွဲမှန်တမယကိုလိုချီဥထားပြီးတော့မှကျွန်တော်တို့ပြည်သူတွေရဲ့ဘဝတွေကိုချာနင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်ရက်တင်ထည့်တဲ့အားတွေအားလုံးကိုကျွန်တော်တို့အနေနဲ့ပြန်ယူတင်နေတာပြမ ။နောက်ကြောင့်မလို့လဲကျွန်တော်တို့တော်လိုင်းရေးဘော်ဒီကနေပြီးမှစစ်ကောင်စီကိုအမြန်ဆုံးအမြင့်ကနေပြီးတော့မှမြေလန်ရှင်းပြရတော့မဲ့အချိန်ရောက်နေပြီဆိုတဲ့အကြောင်းကိုထပ်ခါတလဲလဲပြောကြားထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြို့လိုင်းဦးဆောင်တဲ့ Standard Army ကြီးကနေပြီးမှပြည်သူတွေပေါ်မှာဘယ်လိုမျိုးရုံမှနေလဲဆိုတာကိုတင်ဆက်ထားတဲ့ပေါ့နော်။ဦးသိမ်းမြတ်ဗီဒီယိုလေးကျွန်တော်စစ်ပြီးမှကြည့်လိုက်ရအောင်။မန္တလေးပြည်ကြီးတခုမြို့နယ်မှာနေထိုင်တဲ့ကိုအောင်ကျော်ဦးကိုစစ်တပ်က စစ်မှုထမ်းဖို့ခေါ်သွားပြီးတော့နှစ်ရက်ကြာမှမိသားစုကိုအလောက်မဲ့ပြန်အပ်ခဲ့တယ်လို့ဆွေမျိုးအတိုင်းဝိုင်းကိုကိုကပြီးတော့ခစ်တက်မီဒီယာကရေးသားထားပါတယ်ကိုအောင်ကျော်ဟာပြည်ကြီးတကူမြို့နယ်ငွေတော်ကြီးကုန်းရက်ွက်82လမ်းအမှတ်82ခွန်မှာနေထိုင်တဲ့ဥတန်းငွေဒေါ်မိုခိုင်တို့ရဲ့သားဖြစ်ပါတယ်သူ့ကိုမေလ26ရက်နေ့မှာစစ်တပ်နဲ့ပြူစောတိတနက်ကင်နေကနေပြီးတော့ဖမ်းဆီးသွားတာဖြစ်ပြီးတော့မေလ26ရက်နေ့မှာလောင်းပြပို့ခဲ့တာဖြစ်ပါတယ် ခေါ်တော်တော့ကကျမကြီးကောင်းမွန်တဲ့လူကောင်းဖြစ်ပြီးတော့ပြန်ပို့တဲ့အချိန်မှာတော့နှိပ်ဆက်ညှဉ်းပန်းထားတဲ့ဒဏ်ရာတွေအပြည့်တဲ့အလောင်းဖြစ်နေပါတယ်။အလောင်းကိုတပ်ပုံရိုက်တာလိုင်းမော်တင်တာမျိုးမလုပ်ဖို့လဲချိန်ချောက်ဖိအားပေးထားပါတယ်။၂024ခုမတ်လတုန်းကလည်းတိုက်ကြီးမျိုးကအသက်28နှစ်အရွယ်မွတ်စလင်လူငယ်ကိုကိုလက်ခေါ်အမန်နွတ်လာကိုစစ်မှုထမ်းခေါ်သွားပြီးတော့ညှဉ်းပန်းတပ်ဖြတ်ခဲ့မှုပါတယ်။ စကိုင်းမြို့နယ်မြောက်ချမ်းရှိကင်းရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီးတော့မိရှို့သွားတဲ့အတွက်အိမ်16လုံးပြာကျသွားခဲ့တယ်လို့ Wallet Information Network ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကမေလ28မှာစစ်ကောင်စီစစ်ကြောင်းကနေပြီးတော့ဝင်ရောက်မိရှို့သွားတာဖြစ်ပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်လာတယ်လို့ကြားကြတဲ့ကရွာသားတွေကကြောက်လန့်တကြားထွက်ပြေးသွားကြတဲ့အတွက်လူသေဆုံးမှုသတင်းကိုတော့မကြားသိရပါဘူး။စစ်ကောင်စီတပ်ဟာဗားတိုက်ပွဲမှမရှိသလို PDF တွေကိုလည်းမတွေ့ဘဲနဲ့အကြောင်းမဲ့မိရှို့သွားတာဖြစ်ပါတယ်။မိရှို့ပြီးတဲ့နောက်ကင်းရွာရဲ့တောင်ဘက်ကိုစစ်ကြောင်းဆက်လက်ထွက်ခွာသွားပါတယ်။ရွာသားတွေကတော့ထွက်ပြေးတင်းရှောင်နေကြဆဲ နာရဘောနာကျွန်တော်ဦးသိမ်းပြောထားသလိုပဲစစ်ကောင်စီရဲ့လွှဲရတွေဆိုတော့ဆရာစမှုပေါ်များစွာကျွလွန်ထားတာဖြစ်ပေမှာသူတို့အနေနဲ့နိုင်ငံတကာကနေပြီးတော့မှချမှတ်ထားတဲ့ဥပဒေတွေလည်းလိုက်နာချက်မရှိဘူးဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်ပြည်သူပိုင်းနေုံတွေကိုမီးရှို့တယ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုအကြောင်းမဲ့တက်ဖြတ်ပြီးတော့မှ မမျိုးသမီးတွေဆိုရင်လည်းဒီကောင်တွေကနေပြီးတော့အသက်အရွယ်မရေးဘဲနဲ့ပေါ့နော်ဗရင်ဂျီတက်ဖြတ်နေတော့ကျွန်တော်ကြည့်ချမ်းဖြစ်ဒီကောင်တွေရဲ့လူရဲ့ဟာဆိုတော့တော်တော်လေးတရားလိုနေတာပြီးတော့မှပီတိုရီနေနဲ့ကျွန်တော်တော်လိုင်းရဲ့ဘော်တွေနဲ့သူအခုချိန်မှာတော့စစ်ကောင်စီဖက်ဆစ်အာဏာရှင်စနစ်နဲ့ဒီလိုမျိုးအောက်တန်းချရုပ်မာတဲ့လူရဲတွေကိုအများတန်းကျူးလွန်နေကြတဲ့စစ်ခွေးတွေကိုအများဆုံးရှင်းလင်းတင်နေတာပဲဖြစ်ပါတယ်ပီတိုရီနေနဲ့အခုချိန်ကလေးကပေါ့နော်တော်လိုင်းမှာတစ်ထက်ဝင်ပူပေါင်းပေါ်ရမယ့်ချိန်ဖြစ်ပြီးတော့မှကျွန်တော်အောင်ဖွဲ့ရဆိုရင်မကြခင်မှာတေချာပေါက်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရဲ့ကောက်ကဇော်ပွင့်ရင်းကနေပြီးတော့မှကျွန်တော်တို့ဒီ TNL လေးပါဝင်ရှမ်းမြောက်ကတော်လန်ဖွဲ့တွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လဲရအောင်နော်မူရီဇေဘာ90စီလောက်တယောက်ကိုဘူးသူတို့ကမူရီဇေဘာထုတ်တဲ့ကောင်တွေလေဒီ TNL တွေဒီ AA တွေကဒီ MNDA တွေကနော်ဥပကဝါတွေကနော်ဒါမင်းတို့လူ3ယောက်ယောက်မူရီဇေဘာတယောက်90ဒီတန်လေးဒီတန်လေးကအနောက်ဟိုမှာ100လောက်90လောက်ပေးခဲ့မယ်မင်းတို့ခံပြပေးတာဆိုဟိုကဖေနဲ့ဖနောင်းနဲ့ပိတ်ပြီးတော့ပြေးတာတောင်မဲဒီ နော်မင်းတို့သူများခိုင်းတာလို့ပြီးတယ်ပြောလမ်းကပြီးတော့စစ်တပ်ကမိရောနော်အခုဒီတပ်ဒီဘက်ကတက်မတော်မိတာလေအများကြီးပဲအရှင်မိတာလေဟင်းဒါပေမဲ့တက်မတော်မလုပ်ပါဘူးချင်းဒီပါ conversation နဲ့ပဲသွားတာပါနော်စာနာပါလေသူတို့ဆေးအချိန်ပြေသွားတဲ့အချိန်ကျရင်သူတို့ဘာမှမသိတော့တအားမသိဘူးတအားမသိဘူးနဲ့လောက်တာလေကလေးလေးတွေတဲ့နော်ဆက်ကွန်ဆက်ချစ်ဆက်ကိုရွယ်လေးတွေတအားမသိဘူးတအားတို့သူတို့ဒီမွေးစေဝါးတွေပေးပြီးတော့တနေ့တည်းပဲပြီးပြစ်ခိုင်းတာလို့စစ်တပ်လာရင်ပြစ်လို့ပြောလို့ပြစ်ရတာပါလေအော်ဒီဘက်ကစစ်တပ်ကကြတော့နှလုံးသားလာတဲ့လူတွေနဲ့သွားတိုးတော့ကြတော့ မလုပ်ပါနဲ့ဟိုဟာလုပ်ပါအလင်းဝင်တယ်လို့ပဲပြောလိုက်ပါနော်အလင်းဝင်တယ်လို့ပဲပြောလိုက်ပါနိုင်ငံတော်အဆင့်အလင်းဝင်တယ်ဆိုပြီးတော့အဲ့လိုက်သူ့ဘဝရှေးနောင်ရေးတွေရှိပါသေးတယ်သူ့မိသားစုရှိသေးတယ်ကိုတက်လိုက်လို့ရှိတယ်ဒီကလေးတွေဘာဖြစ်မှာတော့အသက်တစ်ချောင်းစစ်တပ်ကဒီလိုနားလေတယ်တက်မတော်ကရှေးတန်းစစ်သားတွေဟာမင်းတို့ဘဝမှာနာကြည့်ချက်မရှိဘူးသူတို့ကခံယူချက်နဲ့အလုပ်လုပ်တာနော်မင်းတို့ PDF တွေလို့ကငါတို့နဲ့စစ်အတူတူမတိုက်တာနဲ့မင်းတို့အချင်းချင်းပြန်တက်တာတက်မတော်ကအဲ့လိုတမတက်ဘူးတက်မတော်သားချင်းချင်းအဲ့လိုဖြစ်နေဆိုတာမရှိဘူး မင်းကပြောရတယ်နော်အပြက်ရှင်းတာအပြက်တက်တက်တာကိုပမာလူမျိုးချင်းချင်းကိုနော်အဲ့တော့စစ်တပ်ကခုဒီဘက်မှာတောင်းခဲလို့ဘာလို့ဒီဘက်တွေကြာနေတဲ့လူတွေကဩကလေးတွေရေနောင်ရရှိပါသေးတယ်သူပြီးပါသူလိမ်မလားမလားပေါ့ဟုတ်လားအလေးဝင်ထောင်းတဲ့နေရာကဘယ်နှစ်နှစ်တုန်းလူငင်းချမ်းသာနဲ့ဘာလဲဆို၃လေးနှစ်ပဲနေရမှာပေါ့ဥပမာတခု9နှစ်ကြာခဲ့ရင်တော့မှနော်စစ်သုံးဘက်ဆိုလဲစစ်သုံးဘက်ပေါ့ခဏထားပေါ့နော်အပြင်ထွက်လာရင်လှုပ်ရှားလို့ရတယ်လေစကွန်၁၈တွေပြင်ထွက်လာကြည့်၂၃၂၄နှစ်ပဲပြန်ရောက်ပါလေဟုတ်လားအဲ့တော့စစ်တပ်ကနှလုံးသားဘယ်လောက်ထိလာလဲ သိတဲ့အရာတွေမပြောချင်လို့နော်တက်မလို့ရဲ့နှလုံးသားကြီးတဲ့တချို့သောလူကြီးတွေနော်နိုင်ငံရေးကိုနိုင်ငံရေးကိုနိုင်ငံနဲ့လူမျိုးအပေါ်မှာနော်ငင်းကြမ်းရေးစစ်ပွဲသဘောဆောင်ပြီးတော့မှနှလုံးလာတဲ့လူမိုက်တွေလို့မင်းတို့ပြောရမှာနော်မင်းတို့မိရအောင်မှအလင်းဝင်လာပါတယ်လို့ပြောပြတာသိလားမင်းတို့အကြမ်းမဲ့နိုင်ငံတောင်းကျသူတပုံကိုမိရမယ်ပြစ်တပ်လိုက်လို့ရတယ်မင်းတို့ကလေးတွေပါရင်မပြောနဲ့ဟိုမိုင်းမိုက်ယူမင်းစစ်သားမျိုးဆိုရင်မင်းတွေ့ပလိုက်မှာအခုတက်ကအဲ့လိုမလုပ်ဘူး ။ဩသူပါတဲ့လက်နက်ကလေးနဲ့ပါနဲ့သူဆေးရှိပြီးကောင်းကောင်းမွန်မွန်ကြွေးမွေးစားနော်အခွေစားဝေဖို့ရော့ငါတို့စစ်သားတွေရတာလေဥစ္စာပစိုးလေးအင်ကြီးတွေထုတ်ပေးနော်ထုတ်ပေးပြီးတော့လေရင်မာထားပြီးရော့သွားအလင်းဝင်လာတယ်လို့အဲ့လိုပြော ဘိုးရင်ပြောလိုက်ရင်အဲ့လိုမျိုးပေါ့နော်ပေါ်ပန်းလေးဆိုတဲ့ပြောဆိုထားတာဖြစ်ပြီးတော့မှပြည်သူတွေကိုတက်ဖြတ်နေတဲ့စကောင်စီနေနဲ့ကျွန်တော်တို့တော်လန်ရဲဘော်တွေကိုဒါလူချင်းချမ်းသာခွင့်ပေးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်အခုဆိုရင်အချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်တွေအဲ့လိုမျိုးပြောကြတဲ့ကပြည်သူတွေကတော့လုံးဝယုံကြည်မှုမရှိတော့တာဖြစ်ပြီးတော့မှအခုဆိုရင်သူတို့ရဲ့လိုရတွေနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းလူတတ်မဲ့ပြီးတော့မှကြေးရည်ရင်တွေကိုမိရှုဖြစ်စီပြီးတော့မှမရိမှုတွေလည်းစစ်တိုက်ကျွလွန်မယ်ဆိုတဲ့စစ်ကောင်စီတိုက်ရဲမူဝါဒဆိုတော့ကျွန်တော်တို့ ခုနေရာတော်တော်များများမှာသူတို့အနေနဲ့ကျင့်သုံးလာကြတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့စစ်ကောင်စီရဲ့လွှဲတွေပုံမှန်အကြီးနေကြတာပြပြမနေ့စဉ်ရက်ဆက်ပုံကျဲမှုတွေကိုလည်းအခုဆိုရင်ကျွန်တော်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကိုမောင်မောင်ကနေပြတော်မှာဒီမူညင်းခါလရ15ကစစ်ကောင်စီတပ်တွင်းဗိုလ်ကြီးရဲ့ပေါ့နော်မရိမှုဖြစ်စဉ်အကြောင်းကိုတောင်းနေပြတော်မှာထုတ်ဖော်ပြောကြားလိုက်ရတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အာဌာနဘဲဗိုလ်ကြီးစင်ထွန်းလင်းကသူ့ရဲ့တပတ်စဉ်နဲ့ အဲတပတ်စင်နဲ့ကျွန်တော်တို့တငယ်တငယ်ချင်းလို့ပြောလို့ရပါတော့နော်တပတ်စင်နဲ့သူရဲ့အရာရှိပဲဒါသူတို့ဆိုနေရသူရာလူတူတူပဲသူလည်းပုံကြီးဟိုကလည်းပုံကြီးပဲဗျာနော်တပတ်စင်နဲ့သူရဲ့မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတယ်ဗျာညာခေါ်သွားဆိုတော့ကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့အဲဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ် ထမင်းသွားစားကြမယ်ပေါ့ဗျာနော်အဲဆိုလို့ကျွန်တော်ထမင်းသွားစားမယ်အဲထမင်းဆိုင်ကောင်းကောင်းလိုက်ပြပြီးဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါ30ကြည့်ရတော့ဆိုလို့ရှိနေပါတော့အဲ့တော့ကမာလေးကိုခေါ်သားပါတယ်ခေါ်သားတဲ့ခါမှာထမင်းဆိုင်မသွားပဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သားပါတယ်ဘီယာဆိုင်ကိုခေါ်သားပြီးတဲ့အခါမှာတော့အဲကမာလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိမ်းနစ်ပေါ့ဂိမ်းနစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနစ်ကလည်းဝင်လာဝင်တဲ့အခါမှာစစ်တပ်ဆိုတာပြအားလုံးကမိသားစုလိုနေတဲ့ အဖွဲ့အစည်းတွေနော်ခါလည်းမျိုးလုံးပေါင်းမှာမျိုးလုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျိုးလုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါလေအပြန်လာတဲ့ခါမှာဂိတ်တွေကလည်းဝင်လာတယ်ဝင်တဲ့ခါမှာအဲကောင်မလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ်အရာရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာကောင်မကြံစီမှုလေဖြစ်ခဲ့တယ်ပေါ့ကနော်ဖြစ်တဲ့ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မှတီးခံလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲ့ဒီအတွက်ကြောင့်မလို့ကောင်မလေးက ိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတည်ရင်မှုပေါ့ဗျာတည်ရင်မှုတည်ရင်မှုရဲ့ဘတော်ပေါ့သူကတည်ရင်မှုထားမှာဒီဒီဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတည်ရင်မှုထားမှာအာနာကြီးသေးတယ်ကွာဗျာအတည်ရင်မှုဆိုတန်းနိုင်တဲ့သူ့အမျိုးသမီးတော့အေးအေးသိမ့်နေပေါ့ဗျာနော်တော့အေးအေးသိမ့်ကအကောင်မလေးကိုညှိတယ်ပြောင်းကြီးပြောတဲ့ဖြစ်စဉ်ကတော့ရှေးကြီးပဲပေါ့နော်ဒါပေမဲ့ကျတို့ဒီလူရင်းကိုပြောရမယ်ဆိုတော့စစ်ကောင်စီတပ်တွေမှာဆိုတော့ဘိုးကြီးကနေပြတော့မှာ သူရဲဘော်ရဲ့အမေမောက်ပြန်ပြီးတော့မခိုးစားပြီးကြာကိုလီလိုလိုက်တာပဲဖြစ်ပါတယ်။ပြည်သူတွေတာမကသူတို့တတွင်းမော်ကိုဒီလိုမျိုးဖြစ်ဖြစ်နေတာကိုကျွန်တော်တို့ကြည်ချင်ပြက်နေကောင်တွေကတော်တော်လေးဟုတ်ပါနော်။ငါပြတ်ပြီးတော့မှအခုဆိုရင်ဒီလိုမျိုးလိန်ပိုင်းဆိုင်အကျွလုံမှုတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တော်လိုင်းရဲဘော်တွေနဲ့တို့ဒီတော်လိုင်းရဲမှာကုလမချင်းပြစ်ချစားပြီးတော့မှမရိမှုတွေစစ်တပ်ကျွလုံနေတဲ့ဒီ standard army ကျိုးကိုအမြန်ဆုံးအမြင့်ကနေပြီးတော့မှရှင်းပြတင်နေပြီဆိုတော့တစ်တေတွေအခုဆိုရင်ကျွန်တော်တို့တခုပြီးတော့ကြားနေရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့အဘသာကိုကြီးဆိုတဲ့ငနဲ့ကနေပြီးတော့မှမြောက်လိုင်းရဲ့ဝတ်တောက်ကားတွေကိုဖမ်းဆီးတင်တယ်ဆိုတဲ့ပေါ့နော်စီမံချက်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပေါက်ကွဲပြောဆိုထားမလဲဆိုတာကျွန်တော်စပြေတော့မှကြည့်လိုက်ရအောင်နော်ဘိုးချုပ်မွေးမင်းအောင်လည်းထုတ်ပြန်သွားတဲ့ဝတ်တောက်မော်တော်ရှင်တွေကိုဖမ်းဆီးရေးကြည့်မယ်ဆိုတဲ့ဒီမိတ်ကိုကြီးကဝတ်တောက်စီးတဲ့လူမဟုတ်ဘူးနော်ကိုကြီးကလိုင်စင်ကားကိုစီးတာလိုင်စင်ကားကိုစီးတော့ကိုကြီးကတော့မဆိုင်ဘူးဆိုပေမဲ့ကိုကြီးပြောစရာရှိတယ်ဘာပြောစရာရှိလဲဆိုလို့ရှိရင် ဝက်သောက်ကောက်ဖန်းစီနှိမ်နှင်းခဲ့တာဘယ်နှစ်နှစ်ကြာပြီလဲနှစ်ပေါင်းများစွာကြာလာပြီဝက်သောက်ကားကိုမင်းတို့ပဲနှိမ်နှင်းနေတာနော်ကြာပြီထိရောက်မှုရှိသလားနာထိရောက်မှုမရှိဘူးဆိုလို့ရှိလို့ရှင်ဖင်ရားပြီးတော့မကြေညာနဲ့နော်ဖင်ရားပြီးတော့ရှောက်ရမိတ်နေမထုံနဲ့နော်ထုတ်သည်များအမိန်တိုင်းထုတ်သည်များအမိန်တိုင်းကအောက်လက်ငယ်သားကိုလှုပ်ရှားခွင့်ပေးလိုက်တဲ့ပုံစံဖြစ်နေပြီတဲ့ကိုပြောပြီနော်အော်ကဒီဝက်တောက်ကားနဲ့ပတ်သက်ပြီးတော့မင်းတို့ဝက်တောက်ကားရေရောနေသွားမှာမဟုတ်ဝက်တောက်ကားအသွင်းနဲ့ပြတ်မှာမဟုတ်ဝက်တောက်ကားနဲ့ပတ်သက်ပြီးတော့နော်လှုပ်ရှားစရာအကွက်ကိုပေးလိုက်သလိုဖြစ်နေ ဒိုင်ဆင်ကစီးရလို့ကိုပူတော့မပါဘူးနော်မပါပေမဲ့ဝန်ထမ်းတွေကိုဖျက်ဆီးပါနဲ့နော်ဝန်ထမ်းတွေကိုဖျက်ဆီးပါနဲ့ဝန်ထမ်းတွေကတော်တော်ကြီးကိုပျက်စီးနေပြီအဲ့ဝန်ထမ်းအင်အားပျက်စီးသွားမယ်နိုင်ငံတော်မှာရှိတဲ့တပ်မတော်သားအရှိကြီးရဲ့နော်ကျင့်စာရေးတာတွေပျက်စီးသွားမှဆိုရရင်တစ်ဖက်တစ်ပုံကမနိုင်တော့မှအတိုင်းပြည်ကဒုက္ခရောက်မှာပဲဘာကြောင့်လို့ဒီအကြီးကဲတွေဒါအုပ်ဆိုးနေတာလीဟုတ်ပြီလားအဲ့တော့ကိုကြီးတို့ရန်ကုန်မှာမော်တော်ဆိုင်ကယ်စီးခွင့်မရစီးခွင့်မပေးတဲ့အခါတုန်းကလေပထမဦးဆုံးချိန်နော်ရန်ကုန်မှာဒါပထမစစ်ဆိုးရလောက်သွားတာ ကျဲအလုံဆောင်ခွင့်ဖြစ်သွားမော်တော်ဆိုင်ကိုဖမ်းအောင်ဖမ်းဘူးပြန်လို့တာပတ်ဆံပဲအဓိက RK ပဲ RK နဲ့ပဲမော်ရင်ဒင်းရဲနေတဲ့အာကျဲအလုံကိုဖြစ်နေတာဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာရင်ဒင်းရဲနေမဟုတ်ဘူးအရက်ကရက်ွက်ရဲနော်မြို့နယ်ချဲတွေကပါအဲ့မော်တော်ဆိုင်ကိုဖမ်းပြီးလှုပ်စားတဲ့လူကိုလှုပ်လာတယ်နော်လှုပ်စားခွင့်ဆိုတာအဲ့လိုမျိုးပေးတာကိုပြောတာနောက်နောက်ဒုတိယအချက်နော်ဒုတိယအချက် နောက်ပြီးစစ်မှုရန်ဥပဒေစစ်မှုရန်ဥပဒေနဲ့ပတ်သက်ပြီးတော့ငါတို့ကတော့ကွာတိုင်းပြည်မှာတော့အင်မတန်မှတက်မလို့ကြီးကအင်အားကောင်းလာအောင်ပို့နော်စစ်မှုရန်ဥပဒေခေါ်ပြီးတော့လူတွေနဲ့လှော်ရမယ်လို့ကိုကြီးကတွေ့ပြီးပြောနေတာတကယ်တမ်းကျတော့အရေးရဲ့အနေနဲ့မှအုပ်ကြီးတွေရဲ့လှုပ်ရှားတဲ့ဟာတွေမျိုးတွေဖြစ်သွားတယ်ကိုကြီးကဒါနဲ့ပတ်သက်ပြီးမတုံ့တက်ဘူးဆိုတော့ဘာကြောင့်လဲဆိုရန်ကုန်မှာဒါမရှိဘူးနော်ရန်ကုန်မှာဒီစုပြုပ်အပ်ပူတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးလှုပ်တယ်၊ကင်တယ်ဆိုတဲ့ဥစ္စာကိုကြီးတွေ့လည်းမတွေ့အောင်ကြားလည်းမကြားအောင်အဲ့တော့ကိုကြီးကဝင်းမပြောတာဒါပေမဲ့အခုမပူတူလို့ဘာလို့ပြောတာအထောက်ထားနဲ့သေးသေးချာပြောတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စရှိနိုင်တယ်ဆိုပြီးကိုကသုံးသက်လို့ပြောတာဒါလည်းစစ်မှုနဲ့ဥပဒေနဲ့ပတ်သက်ပြီးလှုပ်ရှားစရာဖြစ်သွားတာအခုတော့ဒါပြန်ဒီဝတ်တော့ဟဟလာရအောင်နေနေနိုင်မလားဟမ်ရအောင်နေနေနိုင်မလားစဉ်းစားပြီးမှလို့နော်အာနာသက်လည်းရှိရလဲမဟုတ်ဒီကောင်ကတော့မျောလိုက်ကိုပြပြနေနေပါတော့ ်ဒေဟိုဆိုလိုက်တာပဲဖြစ်ပါတယ်။ပြောင်းလိုက်နေတဲ့သူ့ရဲ့အောက်ခြေကဝင်ထမ်းတွေပေါ်မှာဒီလိုမျိုးလိုစားခွင့်ကိုဖန်တီးပေးသွားတာပြမအရင်ကလည်းသူတို့အနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့သဘောမျိုးတွေကိုသူကောင်းနေပြီးတော့မှချက်လက်ချက်ချက်နဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေရောခုဆိုရင်ကျွန်တော်အလုံးတည်ထားတဲ့တမန်ဝတ်တော်အရင်တွေကိုဖန်စီမဲ့ဆိုပြီးတော့မှမြောက်လိုက်ရဲ့စီမံချက်နဲ့သူစစ်ကောင်စီရင်ထင်းရဲတွေနဲ့ပေါ့နော်အောက်ခြေကအူကြီးဒလန်ပြူစောတိတွေကနေပြီးတော့မှ ကျတို့ပြည်သူတွေရဲ့ဒီရင်းတွေစိုက်ကတွေကိုဖမ်းဆီးပြတော့မှအဖို့ဆိုရင်ရောချင်းငွေတွေတောင်းနေကြတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ဒီကော်မတီကတော့ငပြက်ပြီးတော့မှသူတို့စီးရေး budget လွက်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကိုချိုးချာနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။တိုင်းပြည်မှာဥပဒေလုံးဝမရှိတော့တာကိုကျတို့ကိုယ်တိုင်မြင်နေရတာဖြစ်ပြီးတော့မှမြောက်လိုက်နေတဲ့ကျတို့ဘောနော်တိုင်းပြည်ရဲ့လူမျိုးကို channel ပြတော့မှသူတို့အာဏာဆက်လက်တည်မြဲနိုင်ဖို့အစွမ်းကုန်စူးစမ်းနေတယ်ဆိုတာကိုလည်းဒီပုံမတွေကိုယ်တိုင်ကနေပြတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့အမေဆူရဲ့ချမ်းမတ်50လေးကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီကနေ့ထပ်ပြီးတော့အောင်ဆန်းဦးဘက်ကထပ်တင်လာနော်၄ချိန်တိတိပထမ315ဘီလီယံနဲ့လင်းလန်ဆပ်တင်တယ်ဘယ်သူမှမစွဲရဘူးမစွဲတော့ခါအဲ့ရနေစစ်300 300စစ်290 290စစ်290နေရာကနေစစ်တော့မရအောင်ဆုံးရတော့ဒေါ်ဆန်းစုကြည်ကိုဈေးတက်မှတ်ခိုင်းတယ်ဆိုတော့အဲ့ဒါကိုတရားရုံးကပယ်ဖြစ်အမှန်ကတရားရုံးဆိုတာလေဒီအမှုကအားလုံးကပြီးပြီးသားဗျာ မင်းဖရာယူနေဖရာယူကုန်ခွဲပြီးသားเนาะဒါကိုမင်းအောင်နိုင်အာနာသိမ့်ပြီးမှထပ်ပြီးတော့ဒီမင်းအောင်နိုင်နေပေါင်းပြီးတော့ရုံလာကျွန်တော်ပြောသလိုပဲဒီရဲ့တိုင်းပြည်အတွက်ဒီဒီမိုကရေစီရဲ့အမှတ်အသားတွေဘာမှမကြံအောင်လို့အမြင့်ဖြတ်ခြင်းနဲ့တပေါ်ဒါကြောင့်မလို့အမျိုးသားညီညွတ်ရေးအစိုးရအယုံကြီးကလည်းဂျာကလာယဉ်ကျေးမှုအမွေနဲ့ဖြစ်တာတတ်မှတ်တယ်ဆိုပြီးတော့ကြေညာချက်ထုတ်လိုက်တာဒါကြောင့်မလို့တတ်တိချင်းလိုဝဲလေဝဲလေအောင်ပြေတော့တော့ချမ်းသာတယ်ဝဲလိုက်ပါဟမ်ဝဲလိုက်တတ်တိချင်းအောင်ပြေဆိုဟမ်ခင်ဗျားတမလို့ချမ်းသာတယ်ဝဲလိုက်ကိုတတ်တိချင်းဝဲလိုက်ကြည့် နော်အဲ့တော့ဒီချံကိုဘယ်သူမှမဝယ်ရဘူးဆိုတော့အဲ့ဒါပဲဒါကိုအောင်ဆန်းဦးကမကြင်မနှက်ဖြစ်ပြီးတော့အမျိုးမျိုးပြဿနာရှာတာအဲ့တော့လူဟာကြောက်ဖို့ကောင်းတယ်နော်လက်ရှိစေအုပ်စုကလည်းဒီနေ့ထိဒေါ်အောင်ဆန်းသူကြီးကိုသူတို့ကဒီနိုင်ငံကြီးတမိုင်းမှာလက်ရှိတော်လှန်ရေးကဒေါ်အောင်ဆန်းစုကြည်ကြောက်လုံနေတယ်လို့ထင်တယ်ဒေါ်အောင်ဆန်းစုကြည်ကြောက်တော်လှန်နေကြတယ်လို့ထင်တယ်နော်အဲ့ဒါလိုပဲဒေါ်အောင်ဆန်းစုကြည်ဟာလည်းဗိုလ်ချုပ်အောင်ဆန်းကြောက်နေရရတယ်လို့သူတို့ထင်တယ်အဲ့သူတို့က brain sense level တွေလာတာနော်ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူလက်ခံတာဒီဗိုလ်ချုပ်အောင်ဆန်းတမိဆိုတဲ့ အချိန်အဝါဟာကုန်ခဲ့တဲ့ခေတ်မှာကြာမိခဲ့ပြီ။နော်အဲ့ဒါဘောင်ဆန်းစုတီစတဲ့ဒီနိုင်ငံလောကထဲဝင်ရောက်တဲ့အချိန်မှာပဲအဲ့ဒီဗိုလ်ချုပ်တမီးဆိုတဲ့အချိန်ပါခဲ့တာ။ဒီနေ့နောက်ပိုင်းခေတ်မျိုးဆက်တွေကဘောင်ဆန်းစုတီကိုဗိုလ်ချုပ်အောင်ဆန်းတမီးရဲ့ဆိုတဲ့အတိနဲ့လက်ခံခဲ့တာကငါတို့တိုင်းပြည်ရဲ့နော် our guiding star ငါတို့တိုင်းပြည်အတွက်လမ်းပြကျဲအဖြစ်တတ်မှတ်ပြီးတော့လက်ခံတာ။ကိုစီရတော့ဗောနာကျတော့ဒီချမ်းမ50လေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေဆွေရကိုကအခုစဉ်စကွန်စင်နဲ့ပူပေါင်းပြီးတော့မှ သူရဲ့ကိုချိုးတဲ့ရှာနေတဲ့ဆိုတဲ့ကြောင်းကျွန်တော်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးဆေးအုပ်စုနဲ့ပေါင်းပြီးတော့မှဒီလိုဆက်လို့ကောင်းနေကြတဲ့အုပ်စုတွေလည်းရှိနေတာဖြစ်ပြီးမှဒီမှာဆိုရင်တော့ကျွန်တော်ဒေါ်ဆန်ဆုကြည်ရဲ့ပေါ့နော်အကိုရင်းတောင်ပါနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှကြားသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီဘက်ကနေပြီးတော့မှဒီချိုင်းရင်ကိုအများဆုံးရောင်းထွက်ချင်နေတာဖြစ်ပြီးတော့မှအခုချိန်ထိလေလံပြစ်နေပြင်မဲ့ဝယ်သူလုံးဝမရှိသေးပဲနဲ့ ကျွန်တော်တို့အနေနဲ့ပေါ့နော်နောက်ဆုံးကြားသိရတဲ့တတိုင်းဆိုတော့ဒေါ်ဆန်းစုကြည်ကိုတို့အနေနဲ့ဒီပြတ်မှတ်ထားပြီးတော့မှအခုဆုံးပြပေးလို့ဆောင်မတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်စေကုစုနဲ့ပူပေါင်းတဲ့လူတွေမှတမရတော့အခုချိန်မှာတော့ကောင်းစားတယ်ဆိုပေမဲ့ကျွန်တော်တို့တော်လိုင်းရအောင်မြင်တဲ့အချိန်ကြရင်တော့တို့အနေနဲ့ပေါ့နော်ဒီယူတန်ခပေးစုမှုတွေလည်းရှိလာနိုင်တယ်မလို့အခုချိန်ကလေးကစိတ်ပိုင်းဖြတ်ပြီးတော့မှပြီးသူတွေနဲ့ရက်တီမလာဒါမှမဟုတ်စစ်ကောင်စီနဲ့ဒီလိုမျိုးချိုးတူစည်းပွဲတွေလို့ပြီးတော့မှကိုကျိုးရှာတဲ့ လုပ်ငန်းတွေကိုပဲဆက်လက်ပြီးတော့မှလုပ်နိုင်ကြမလားဆိုတာသူတို့ကိုယ်တိုင်စဉ်းစားသိနေပြီဆိုတဲ့အကြောင်းထလောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မရပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးထူးချီးဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမချင်တဲ့ပြည်ဆောင်ပြီးတော့မှတာယာရဲ့ချင်တဲ့နေ့တစ်လေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။